မင်္ဂလာပါရှင်အခုချိန်ကစပြီးမြန်မာတက္ကသိုလ်1389ခုနှစ်ဒီဇင်ဘာလ23ရက်ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာလ2ရက်နေ့အတွက် PSM News ရဲ့ည7:00နာရီသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတော့စောင့်နေဝေပါရှင် ဆုံးအနေနဲ့ဆရာနာရှင်လိုရော်ကြီးလောက်ကစီရန်များကိုဖိနှိပ်ခဲ့မှုကြောင့်ဒေါက်တာနန္နာဝင်းရဲ့ပြည်သူ့ကောင်ကြီးစုပြန်လည်ရုပ်သိမ်းခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်သူ့ကောင်ကြီးစု Citizen of Burma Award စုရွေးချယ်ရေးဖွဲ့ကရန်ကုန်တိုင်းကုသရေးဦးစီးဌာနမှဒေါက်တာနန္နာဝင်းအား2015ခုနှစ်မှာချင်းပြေခဲ့တဲ့ဂုံတူးဆောင်စုကိုတရားဝင်ပြန်လည်ရုပ်သိမ်းကြောင်းယနေ့နိုဝင်ဘာလနေ့မှာကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒေါက်တာနန္ဒဝင်းဟာဆီအနာသိမ်းပြီးတဲ့နောက်ပိုင်းစစ်ကော်မရှင်လက်အောက်မှာတာဝန်ထမ်းဆောင်ရင်းစေအိုစုရဲ့လူရဲမြောက်ကိုထောက်ခံအပပီးပြည့်ပြည့်တတရည်ဒီကက်ကအခွင့်အာဏာကိုသုံးပြုလျက်ပြည်သူ့ကြံမာရေးစောက်ရှောက်မှုကိုလစ်လူရှုခဲ့ကြောင်းစုရွေးချယ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ဒေါက်တာနန္ဒဝင်းဟာစီတမ်မှာပါဝင်တဲ့ဆီအဝင်းများသူနာသူများနဲ့ကြံမာရေးဝန်ထမ်းမြောက်ကို ပေါကလိကဆေးရုံများမှာဝန်ထမ်းအဖြစ်မခန့်အပ်ရန် တားမြင့်ဖျားပေးခဲ့ခြင်းများအပြင်စစ်ကောင်မရှင်ရဲ့ကျန်းမာရေးဝန်ကြီးဌာနမှရန်ကုန်တိုင်းကုသရေးဦးစီးဌာနမှအဖြစ်သာမကဒုတိယညွန်ကြားရေးမှူးချုပ်ယာဒူတာဝန်များကိုပါထမ်းဆောင်ရရရှိကြောင်းသိရပါတယ်။တခင်အားရကျွန်မဝပြုမှုဆောင်ရွက်ချက်များကြောင့်ပြည်သူ့ကိုယ်ရေးအသင်း၏စုရွေးချယ်ရေးဆိုင်ရာမူဝါဒတည့်ရဖြစ်သောနိုင်ငံသားများနှင့် လူပေါင်းလောကအတွက်စံပြဖြစ်မှု အရေးချင်းမှလုံးဝသွေဖယ်နေခဲ့ပြီးဖြစ်တယ်လို့စုချင်းမြေအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စုရွေးချယ်ရေးအဖွဲ့ကဒေါက်တာနန္ဒဝင်းနဲ့သဆိုင်သောအချက်လက်များစုရှင်စီရင်မှမှတ်တမ်းများကို၎င်းတို့ရဲ့အင်တာနက်စာမျက်နှာမှာဖော်ရှားခဲ့ပြီးဖြစ်ကြောင်းအသိပေးပြောဆိုထားပါတယ်။ဒေါက်တာနန္ဒဝင်းကိုပြည်သူ့ကိုရင်စုရှင်တအုပ်အဖြစ်ထိုက်တန်မှုရှိကြောင်းအတီလင်းဖော်ပြထားတဲ့အပြင် ဆက်စုပ်ယူရှားပွဲရုပ်မာရက်စတဲ့စိတ်ထားနဲ့ယက်တီချက်ကိုပြင်းထန်စွာရှုတ်ချလိုက်ကြောင်းကိုလည်းပြည်သူ့ဂုံရီစုရွေးချယ်ရေးအဖွဲ့ကပြတ်သားစွာဖော်ပြခဲ့တာဖြစ်ပါတယ်ပြည်သူ့ဂုံရီ Citizen of Burma Awards ကို2009ခုနှစ်မှစတင်က နှစ်စဉ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီးကုန်မြူချင်းမြွေအဖြစ်ဆူရရှိသူများကို အမေရိကန်ဒေါ်လာတထောင်ပေးလေရှိပါတယ်ဒီစုကိုချင်းမြခံထားရသူများမှာလူလူကောင်းဆောင်ဒေါန်ဆန်စုကြည် ကုလသမဂ္ဂဆိုင်ရာမြန်မာတမတ်ကြီးဦးကျော်မထွန်းနိုင်ရည်ကူညီမှုအသင်းဥက္ကဋ္ဌဟောင်းအကယ်ဒမီတရုတ်ဆောင်ဦးကျော်သူနှွေဦးတော်လိုင်းရဲ့အတွင်တီထွင်ဖန်တီးထုတ်လုပ်ခဲ့သောလူငယ်များအပေါင်းဝင်ထင်ရှားသူများ ပေါင်းခဲ့တာဖြစ်ပါရဲ့ရှင်ဆလဘီကမ်ဘလူမြို့နယ်ပါဖအခွန်တော်ရရှိအပေါင်းဝင်6ဦးကိုဖမ်းဆီးစစ်ဆေးနေပြီး ငွေကြေးအလွဲသုံးဆမှုနှင့်စစ်ကော်မရှင်ဆက်သွယ်မှုများအပေါ်အဝင်အမှုငါးမှုပေါပေါခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကမ်းပလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပေါ်အဖော်မှာတာဝန်ထမ်းဆောင်နေတဲ့အခွန်တော်အရာရှိနှင့်အဖွဲ့ဝင်6ဦးကိုဖမ်းဆီးစစ်ဆင်နေပြီးငွေကြေးအလွဲသုံးဆမှုစစ်ကော်မရှင်ဒေါက်တိုင်များနှင့်ဆက်သွယ်မှုအပေါ်အဝင်အမှုငါးမှုပေါပေါခဲ့ကြောင်းကမ်းပလူမြို့နယ်ပေါ်အဖတ်ထမ်းမှသိရပါဗျ။ ကမ်းမလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာပြီးခဲ့တဲ့အောက်တိုဘာစနေနေ့ကကမ်းမလူမြို့နယ်အခွန်တော်ရရှိဦးမြင့်ကျော်ခအာခိုင်အပောင်းဝင်း6ဦးကိုမြေပြင်တရင်တပ်ဖွဲ့များနဲ့ပူးပေါင်းကဖမ်းဆီးထိန်သိမ်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အခွန်တော်ရရှိနှင့်အဖွဲ့ဝင်း6ဦးကိုဖမ်းဆီးစစ်ဆေးရမငွေကြေးအလွဲသုံးစားပြုလုပ်မှုလုံမိုင်ခွင့်အာဏာကိုအသုံးပြု၍မလွန်ဩစာပြုလုပ်မှုမြို့နယ်ပအဖတစိတ်တုံးအတုပြုလုပ်မှုတပ်တေကန်ပစ္စည်းဖျောက်ဖျက်မှု အခေါ်ချလန်ဆောင်များမိရှို့ခြင်းအပေါ်ဝင်အကျန်းဖက်စစ်ကောမရှင်ဒေါက်တာရင်များနဲ့ဆက်သွယ်မှုတို့ကိုတွေးရှိကြောင်းသိရပါတယ်။မြို့နယ်ပါဖတ်တစိတ်တုံးအတုနဲ့အခေါ်ချလန်တွေကိုအသစ်ထုတ်တယ်။အခွန်ဂိတ်မှာတရားဝင်မဆောင်ခိုင်းပဲချလန်အတုတွေမှာအခွန်ဆောင်ခိုင်းပြီးအွန်လိုင်းနဲ့သူ့ဤထဲထည့်တာတွေစစ်စစ်ပေါ်ပေါက်ထားပါတယ်လို့ကမ်လူမျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ပြောခွင့်ရှိသူက PSN ကိုပြောပါတယ်။ မြို့နယ်အခွန်ကောက်ခံရေးအဖွဲ့ဝင်များအနေနဲ့အခွန်စည်းရုံးမှအဖြစ်တာဝန်ယူထားသူကစစ်ကောမရှင်တက်မအရာရှိကြီးများရဲ့ဇနီးများစစ်ကောမရှင်လက်အောက်ခံနန်းစီရန်ရဲများနဲ့အဆက်အသွယ်ရှိပြီးအခွန်ဝင်များကိုလိမ်လည်မှုရယူမှုများရှိကြောင်းကမ္ဘလူပါဖတ်ထမ်းမှသိရပါဗါဒ်အလွဲသုံးစားပြုလုပ်တဲ့ငွေပမာဏကိုခံမရရန်ခက်ခဲပြီးတိန်းတောင်းကနတ်အထက်ရှိနိုင်ကြောင်း ကမ်းမြူမျိုးနဲ့ပါဖွာပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။မြို့ပေါ်တက္ကန်းအုံနာတွေကငွေတောင်းခံပြီးကိုပိုင်စည်းဝါးရေးတွေလုပ်တယ်။အကောက်ခွန်ချလန်တွေကို စိတ်ကြိုက်ပြန်ပြန်ထားတယ်။မြကြီးနားမှာအကွက်ဝဲအိမ်ဆောင်ထားတယ်။ကားဆို၄စီလောက်ဝယ်ထားတာဘလောက်ပမာဏအထိ အလွဲသုံးစားလုပ်တယ်ဆိုတော့ ခံမမို့တောင်းခတ်တယ်လို့၎င်းကပြစ်ဆိုပြောပါတယ်။ဖန်စီထိန်သိမ်းတဲ့နေမော်လဲမြို့နယ်ပေါဖော့စီးတစိတ်အတူကိုအင်တာတွင်ပြစ်ချခဲ့လို့ပြန်လဲရှာဖွေပြီးတက်တေအဖြစ်သိမ်းဆီးထားပြီးဖြစ်ကြောင်းသိရပါတယ်။အဆိုပါအလွဲသုံးစားလို့သူမြို့ဟာစစ်ကောင်မရှင်တောက်တိုင်များနဲ့ဆက်သွဲမှုရှိကြောင်းသိရှိထား၍ဖန်စီထိန်သိမ်းစစ်ဆေးမှုများလှုပ်ဆောင်ခြင်းမရှိပါကစစ်ကောင်မရှင်ဘက်သို့ပြောင်းရွှေ့ခလုံးသွားနိုင်ကြောင်း ။စိုးရင်ကြများရှိကြတယ်လို့ဆိုပါရယ်။ဒါကြောင့်စစ်ဘက်တာဝန်ရှိသူများနဲ့ညှိနှိုင်းပူးပေါင်းကထိမ့်သိမ့်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းကံဘလူပေါဖကထုတ်ပြန်ထားတာဖြစ်ပါတယ်စစ်စေးပပောက်ချက်များအရအရက်ဖက်တရားစီရင်ရေးတို့လွှဲပြောင်း၍ဆောင်ရွက်လျက်ရှိပြီးမြို့နယ်အတွင်းပြည်သူဗဏ္ဍာငွေများအလေလွတ်မဖြစ်စေရင်းနဲ့တော်လိုင်းအောင်မြင်စေရန် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းကံဘလူမြို့နယ်ပေါဖကထုတ်ပြန်ထားပါတယ်ရှင် နောက်ဆုံးတင်ပြပေးမယ့်သတင်းတစ်ပုဒ်ကတော့နယ်ရီကံပြူဟောင်းကုန်းကိုလာတိုက်တဲ့စစ်ကုမရှင်စစ်ကူမြောက်ကိုစီရီအရှုကကြားဖြတ်တိုက်ခိုက်နေပြီး26ဦးအရှင်ဖမ်းမိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းငပဲ့မြို့နယ်တွင်းရှိနယ်ရီကံပြူဟောင်းကုန်းကိုစစ်ကူလာတဲ့စစ်ကုမရှင်စစ်ကြောင်းမြောက်ကို အခြားတော်လည်ရေးမဟာမိတ်တပ်များနဲ့ချင်းကဝေးအရှုစီရီအရှုတို့ကပူးပေါင်းတိုက်ခိုက်လေရှိကြောင်းသိရပါရယ်။ ထို့သောပူပေါင်းတိုက်ခတ်လျက်ရှိရာစက်တင်ဘာလမှအောက်တိုဘာလအတွင်းစစ်ကောင်မရှင်တပ်ဖွဲ့ဝင်26ဦးအရှင်ဖမ်းဆီးရမိပြီးဖမ်းဆီးရမိတဲ့တပ်ဖွဲ့ဝင်များမှာစစ်ကောင်မရှင်ရဲ့မတရားသဖြင့်စစ်မှုထမ်းရန်အရမဆူဆောင်းခံထားသူများဖြစ်ကြောင်းယနေ့နိုဝင်ဘာလ2ရက်နေ့ရက်စွဲဖြင့်စီးရီးယားအရှုပ်ကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်နိုင်ရီကန်လမ်းဟောင်းတလျှော့နေမြေရှင်းလင်းလှုပ်ဆောင်စဉ်လက်နက်ငယ်လေးလက်နှင့် ခရဲ့အမြောင်များလဲတင်းစီရမိခဲ့ကြောင်းလဲသိရပါတယ်စစ်ကောမရှင်တနည်းနှလုံးသားတိုက်ပွဲအတွင်းစီရဲအရှုံမတပ်ဖွဲ့ဝင်2ဦးအသက်ပေးလူရပြီးခြေလိအင်ကဆုံရှုံသူ2ဦးအခြားထိခိုက်ဒဏ်ရာရရှိတဲ့တပ်ဖွဲ့ဝင်9ဦးရှိကြောင်းထုတ်ပြန်ချက်မှဖော်ပြထားပါတယ်နိုင်ရကံဖြူဟာစကန်ဟာအာရခတတော်အေးနှင့်ပူပေါင်းတများတိုက်ခိုက်နေတဲ့စကန်ကုန်းဖြစ်ပြီးစကန်ရဲ့ကာကင်းစကန်များကို အေးပူပေါင်းတများကတိမ့်ပိုက်ထားတာဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးနောက်ဆုံးရနိုင်ငံကသတင်းများကို PSN News ရဲ့ Windows ကိုတီဟာကတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ PSN News ပရိသတ်များမင်္ဂလာပါခင်ဗျာ။ခုချန်ဆက်ပြီးတော့ PSN News ရဲ့နိုင်ငံကသတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ အာဆီယံဖွဲ့ဝင်နိုင်ငံများဒီဇင်ဘာရွေးကောက်ပွဲအတွက်မြန်မာနိုင်ငံသို့ရွေးကောက်ပွဲလေးလာဆောင်ကြည့်သူများဆီလို့မှာမဟုတ်ဆိုတဲ့သတင်းကိုပထမဦးစွာတင်ဆက်ပေးကြပါမယ်။အာဆီယံဖွဲ့ဝင်နိုင်ငံတွေဟာလာမယ့်ဒီဇင်ဘာမှာမြန်မာနိုင်ငံမှာကျင်းပမယ့်စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလေးလာသူများဆီလို့ဖို့ပုံသဘောထားတစ်ခုချမှတ်နိုင်ခြင်းမရှိသေးကြောင်းဖိလစ်ပိုင်သမ္မတ Ferdinand R. Marcos Jr. ကပြီးခဲ့တဲ့အင်္ဂါနေ့ညမှာပြောကြားခဲ့ပါတယ်။၄၈ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးနဲ့ဆက်ဆက်စည်းဝေးများပြီးဆုံးပြီးတဲ့နောက်သတင်းစာရှင်းလင်းပွဲမှာ သမ္မတမာကော့စ်ကရွေးကောက်ပွဲလေးလာဆောင်ကြည့်ရေးဖွဲ့ဆီလိုရဲကိစ္စကိုအဆင့်မြင့်အစည်းအဝေးများအတွင်းတည်တည်ကြာကြာဆွေးနွေးခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အာဆီယံအနေနဲ့ပုံသဘောထားတစ်ခုကိုချမှတ်မှာမဟုတ်ဘူးလို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ဆွေးနွေးမှုတွေမှာလူတိုင်းကမတူညီတဲ့အမြင်တွေရှိနေကြလို့ပဲ။ဒါကြောင့်အာဆီယံကနိုင်ငံတကာနိုင်ငံချင်းစီရဲ့ဆုံးဖြတ်ချက်ချဖို့ပဲထားခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်လို့ဖိလစ်ပိုင်သမ္မတကပြောပါတယ်။ဒါကြောင့်ကျွန်တော်တို့ဘာလို့တင်လဲဆိုတာကိုဖိလစ်ပိုင်အတွက်ကိုယ်တိုင်ဆုံးဖြတ်ရပါလိမ့်မယ်။ တခြားနိုင်ငံတွေဘာလို့မလဲဆိုတာကိုလည်းစောင့်ကြည့်ရပါလိမ့်မယ်လို့၎င်းကဆိုပါတယ်စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကျင်းပဖို့စီစဉ်ထားတဲ့ဒီဇင်ဘာလ28ရက်မတိုင်မီနိုင်ငံတွေအနေနဲ့ဘုံသဘောထားတည့်ရက်ရရှိနိုင်လိမ့်မယ်လို့သမ္မတမက်ကိုစ်ကအကောင်းမြင်ကပြောကြားခဲ့ပေမဲ့လည်းဖိလစ်ပိုင်နိုင်ငံအနေနဲ့လေးလာစောင့်ကြည့်ရေးဖွဲ့ဆီလွတ်ဖို့အတိအကျဆုံးဖြတ်ထားခြင်းရှိမရှိကိုထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူးအာဆီယံအနေနဲ့ဒီဇုတစည်းတဲ့လှုပ်ရှားနိုင်ရင်ပိုပြီးတော့ကောင်းပေါ်မှာပါအာဆီယံဖွဲ့ဝင်နိုင်ငံတွေအကြားအမြင်ကွဲလွဲမှုတွေရှိပေမဲ့ကြီးကြီးမားမားတော့မဟုတ်ဘူးလို့ ဖိလစ်ပိုင်သမ္မတဖော်ဒီနန်အာမာကော့စ်ဂျူနီယာကဖြည့်ဆွက်ပြောကြားခဲ့ပါတယ်။အာဆီယံဖွဲ့ဝင်နိုင်ငံများဆက်လက်ဆွေးနွေးပါကဘုံသဘောထားတစ်ခုကိုရှာတွေ့နိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်းလဲ၎င်းကဆိုပါတယ်။မြန်မာနိုင်ငံကို2021ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်တိုင်းပြည်မှာမတည်ငြိမ်မှုတွေနဲ့ရင်ဆိုင်နေရချိန်မှာစိုးရိမ်မကင်းဖြစ်မိကြောင်းအော်တိုဘားလ29ရက်မှာကျင်းပခဲ့တဲ့15ချိန်မြောက်အာဆီယံကုလသမဂ္ဂဒေသစည်းဝေးမှာကုလသမဂ္ဂထရီတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကထောက်ပြခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းမှုဟာမြန်မာနိုင်ငံကိုဘေးအန္တရာယ်များစုပုံကြောက်ရောက်စေခဲ့တယ်လို့၎င်းကမှတ်ချက်ပြုပါတယ်။ကြေးရွာတွေကိုဘုံကျဲခြင်း၊မိရှို့ခြင်း၊လူထောင်ပေါင်းများစွာတေဆုံးစေခြင်း၊တန်ပေါင်းများစွာအိုးအိမ်ဆွန့်ခွာရခြင်း၊ဒေသတွင်းတည်ငြိမ်ရေးအန္တရာယ်ရှိခြင်း၊ကာကွယ်ရေးတာဝန်ရှိတဲ့စစ်တပ်ကအရဲသားတွေကိုတိုက်ခိုက်ခြင်းတို့ပြင်အခုအခါလက်ရှိပြည်ပခန့်တွေကြားကရွေးကောက်ပွဲရဲ့အရေးအယောင်များပေါ်လာခြင်းတို့ကိုအန်တိုနီယိုဂူတာရက်စ်ကထောက်ပြခဲ့ပါတယ်။ ုလသမဂ္ဂခေါင်းဆောင်ကအပြစ်ပေးခံရခြင်းမရှိတဲ့တန်တရားကိုအဆုံးသတ်ရမှာဖြစ်ကြောင်းပြောကြားပြီးအကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့၎င်းရဲ့တောင်းဆိုချက်ကိုထပ်လောင်းပြောကြားခဲ့ပါတယ်။စစ်မှန်သောဗပောင်းစုံပါဝင်တဲ့ဆွေးနွေးမှုနဲ့မတရားပန်းစည်းခံထားရသူများအားလုံးကိုချက်ချင်းလွှတ်ပေးခြင်းမှစတင်ကအရသာအုပ်ချုပ်ရေးသို့ယုံကြည်စိတ်ချရသောလမ်းကြောင်းရှိဖို့လိုအပ်ကြောင်းလည်းကုလသမဂ္ဂထရီတွင်းမှုချုပ်ကပြောကြားခဲ့ပါတယ်။ဒါ့အပြင်၎င်းကအကြမ်းဖက်မှုချက်ချင်းရပ်ရန်တပ်ဆိုင်သူအားလုံးအကြားဆွေးနွေးရန်နဲ့ ူသားချင်းစာနာထောက်ထားမှုကူညီများပေးရရန်တောင်းဆိုထားတဲ့အာဆီယံရဲ့ဘုံသဘောတူညီချက်၅ရပ်ကိုထောက်ခံကြောင်းလည်းပြောကြားခဲ့ပါတယ်ခင်ဗျာအခုတခါတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ထိုင်းနိုင်ငံချွန်ဘူရီဇင်ခန်အင်ယာဝဲမှာရှိတဲ့မူရစ်စေဝါတက်ခွဲခန်းကိုဝင်ရောက်စီးနေရမှာတရုတ်နဲ့ဗီယက်နမ်နိုင်ငံသား၅ဦးကိုဖမ်းမိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံချွန်ဘူရီခရိုင်မှာရှိတဲ့ဇင်ခန်အင်ယာဝဲတစ်ခုအတွင်းမှာရှိတဲ့မူရစ်စေဝါထုတ်လုပ်တဲ့တက်ခွဲခန်းတစ်ခုကို အော်တိုဘားလ30ရက်နေ့မှာထိုင်းချက်တပ်ဖွဲ့ကဝင်ရောက်စီးနင်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစီးနင်းမှုအတွင်းမှာတရုတ်နိုင်ငံသားတွေနဲ့ဗီယက်နမ်နိုင်ငံသူအပါအဝင်နိုင်ငံခြားသား9ဦးကိုထိုင်းချက်တပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ပါတယ်။ထိုင်းချက်တပ်ဖွဲ့ဟာပြီးခဲ့တဲ့တောက်ကြနေ့နေ့လယ်ပိုင်းကပွေးရိုင်လမ်းပေါ်မှာရှိတဲ့ဇင်းခန်းတိုက်ကတ်နှလုံးကိုဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီးမူရည်စေဝါတွေထုတ်လို့ရမှာအုံပြုတဲ့ဓာတ်ပစ္စည်းတွေနဲ့စက်ကရီယာအများပြားကိုလည်းတင်စီရရှိခဲ့ပါတယ်။ဖမ်းဆီးရမိတဲ့မူရည်စေဝါတွေဟာ X မူရည်စေ Grand 900ခန်း ကတ်မင်းဗိတ်ပစ္စည်းနှစ်ခုနဲ့မူရင်စေဝါထုတ်လုပ်မှုသုံးကရိယာမျိုးစုံလုံးဖြစ်တယ်လို့ရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာကျမတို့ရဲ့ PSM news မှာတင်ဆက်ပေးခဲ့တဲ့သတင်းတွေကိုတော့မြေပြင်သတင်းတာဝန်ခံတွေမှပေးပို့ထားတာဖြစ်ပါတယ် PSN News ကိုကြည့်ရှုအားပေးနေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးရန်ကင်းပြီးကိုယ်စိတ်နှပါအေးချမ်းလုံခြုံကြပါစေရှင်။